မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာမိုးများပြီးရုတ်တရက်တောက်ကြရေကျဆင်းတာဆယ်ရေရှမ်းတာလမ်းရေကျော်တာနဲ့ရေဝင်နှိမ့်မြုပ်တာတွေဖြစ်ပွားနေပါတယ်ဒီကနေ့မှာမိုးသေးထန်တာတွေဆက်ရှိနေတာကြောင့်မြန်မာနိုင်ငံဒေသအချို့မှာရေကြီးရေရှမ်းတာတွေဆက်ရှိနေတဲ့အကြောင်းကိုတော့ကိုလကွန်းကပြောပြပေးပါမယ်ရှင်ဘူလွိုင်းမုံတိုင်းအကျွင်းကျန်ရဲ့အချိန်ကြောင်းမြန်မာနိုင်ငံအထက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာမိုးများပြီးရုတ်တရက်တောက်ကြရေကျဆင်းတာဆယ်ရေရှမ်းတာလမ်းရေကျော်တာနဲ့ရေကြီးနှိမ့်မြုပ်တာတွေဖြစ်ပွားနေတာပါ ဒီနေ့မှာတော့မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာမိုးကောင်းနေပြီးကချင်ပြည်နဲ့စကိုင်းတိုင်းအဆက်မဲဆာနန်တန်းလမ်းပိုင်းမှာ ရေကြော်နေတာကြောင့်ခီးသွားတွေအနေနဲ့သတိထားသွားလာနေရပါတယ်။မနေ့ကလေးကရေကြော်နေတဲ့ကြောက်ပရောင်ကျမောက်တောင်ဆေဟာလေဒီနေ့ရှန်နေစေဖြစ်တာကြောင့်မိထီလာကြောက်ပရောင်ကလန်းလင်းရေကြော်နေစေပါ။ရှမ်းရှိတာရှိလိမ့်မှာတော့မဲဆိုင်ချောင်းရင်မြင့်တက်လာတာကြောင့်ရက်ွက်တွေရဲ့ရေဝင်နှိမ့်ညွန့်နေပါတယ်။နေပြည်တော်လေဝေးဘက်မှာလည်းမိုးအဆက်မပြတ်ရွာသွန်းပြီးရုတ်တရက်ရေကြီးလာတာကြောင့် ကျေးရွာတချို့ရေဝင်နှင်းမြုပ်တာတွေရှိခဲ့ပါတယ်။ဒါပြင်ရှမ်းပြည်တောင်ပိုင်းလင်းခေခရိုင်အတွင်းကလင်းခေနဲ့မောက်မေတို့မှာရေကြီးရေရှမ်းတွေဖြစ်ပွားနေပါတယ်။ဘင်္ဂလားပင်လယ်အော်အတွင်းမှာဖြစ်ပေါ်လာတဲ့မုန်တိုင်းငယ်နဲ့အရှေ့ဖိလစ်ပိုင်ပင်လယ်ပြင်ကနေတောင်တရုတ်ပင်လယ်ကိုရောက်ရှိလာမဲ့အပူပိုင်းမုန်တိုင်းတွေရဲ့အရှင်ကြောင့်မြန်မာနိုင်ငံမှာမိုးဆက်လက်ရွာသွန်းနိုင်ပြီးလင်းခေ၊မိုးကောင်း၊လာရှူ၊မြစ်ကြီးနာ၊ဗမော်၊ထိုင်း၊နမတီ၊ထီကြိုင်၊ခန်းနီ၊ကလေး၊လေရှိ၊ဟာခ၊ရေစွာ မင်းတက်စစ်တွေကြောက်ဖြူနဲ့မြေပုံမြို့တွေမှာ မိုးအသင်းတင်းကနေမိုးများနိုင်ပါတယ်။ချင်းပြည်အတွင်းကဖားကတ်နက်စီပုံနဲ့နာဂဒေသတွေမှာမိုးသီးသန်စွာရွာသွန်းပြီးတောင်ကျရေတွေစီးဆင်းနိုင်တာကြောင့်သတိပြုနေထိုင်ကြဖို့လိုအပ်ပါမယ်ခင်ဗျာ။